မြစည်းမပရိသတ်များအားလုံးပဲမင်္ဂလာပါအော်တိုဝါလာ၈ရက်နေ့ည9:00နာရီတမြစည်းမပရိုင်တိုင်းမြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေကျွန်တော်ဆိုင်ခတ်ပါဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့အကျဉ်းသားတွေရဲ့အသက်နဲ့ဂုဏ်သိက္ခာကိုကာကွယ်ပေးဖို့နိုင်ငံတကာကြားဝင်မှုလိုအပ်ကြောင်းတမ္မကြီးဦးကျော်မိုးထွန်းပြောတဲ့သတင်း၆ခုသတင်းကျွတ်လာပြညဘုံကျဲခံရမှုတေဆုံးသူ30နီးပါးရှိလာတဲ့သတင်းဝိုင်းမော်တိုက်ပွဲမှာစစ်ကောင်စီတပ်ကာကင်စခန်းတစ်ခုကို KIA ပူးပေါင်းတပ်သိမ်းပိုက်တဲ့တဲ့တွင် မိုင်းကုံမျိုးကိုစစ်ကော်မရှင်တပ်ပုံကျဲတိုက်ခိုက်တာကြောင့်အမျိုးသမီးအပါအဝင်ဒေသခံနှစ်ဦးသေဆုံးတဲ့အကြောင်းနဲ့ပူတင်မွေးနေ့မှာစိုက်ဘီးရီးယားကရုရှားရေနံချက်စက်ရုံကိုယူကရိန်းဒရုန်းတွေတိုက်ခိုက်တဲ့နိုင်ငံတကာသတင်းပြင် နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါအကျဉ်းသားတွေရဲ့အသက်နဲ့ဂုံတိတ်ခါကိုကာကွယ်ပေးဖို့နိုင်ငံတကာကြားဝင်မှုလိုအပ်ကြောင်းတာမတ်ကြီးဥချုံမထွန်ပြောတဲ့တဲ့နဲ့စားလိုက်ချင်ပါတယ်။ အချင်းထောင်တွေမှာဖြစ်ပေါ်နေတဲ့ဆိုးရွားတဲ့အခြေအနေတွေကြောင့်ဖန်စီထိမ့်သိမ်းခံအချင်းသားတွေရဲ့အသက်နဲ့ဂုံသိက္ခာကိုကာကွယ်ပေးဖို့နိုင်ငံတကာရဲ့အလေးထားတဲ့အာရုံစိုက်မှုနဲ့ကြားဝင်မှုလိုအပ်တယ်လို့ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကပြောလိုက်ပါတယ်။ အော်တိုဘားလ6ရက်နေ့ကပြုလုပ်တဲ့ကုလသမဂပင်မကော်မတီတစ်ခုဖြစ်တဲ့လူမှုရေးလူသားချင်းစာနာထောက်ထားမှုနဲ့ယဉ်ကျေးမှုရေးရာကော်မတီတတိယကော်မတီအစည်းအဝေးမှာအဲ့ဒီလိုပြောကြားခဲ့တာဖြစ်တယ်လို့ကုလသမဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ယုံကဒီကနေ့အော်တိုဘားလ6ရက်နေ့မှာထုတ်ပြန်ပါတယ်လက်ရှိမြန်မာနိုင်ငံတော်မှာအချင်းကြနေသူတွေဟာအချင်းသားဥယေထူပြောမှု အစားအစာနဲ့တောက်သုံးရည်မလုံလောက်မှုကြုံတွေ့နေရပြီးအခြေခံသုံးကုန်အတွက်ကိုတော့ဇယိတ်ကြခံနေရတယ်လို့တပ်မကြီးဦးကျော်မိုးထွန်းကပြောပါရယ်စစ်တပ်အနေနဲ့အချင်းထောင်တွေအပါအဝင် နိုင်ငံတော်မှာထိတ်လန့်ပွဲကောင်းတဲ့ပမာဏနဲ့ကြီးလေးကျယ်ပြန့်တဲ့လူခွင့်ရေးချိုးဖောက်မှုတွေကိုစနစ်တကျကျူးလွန်နေကြောင်းလဲဆိုပါရယ်အာဏာသိမ်းကာလအတွင်းနိုင်ငံရေးအချင်းသားတွေထောင်သွင်းအသက်သေဆုံးမှုတွေရှိခဲ့ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်ဆန်းစုကြည်ရဲ့တားငယ်ကလည်းမကြသေးမီကပင်တင့်လျော်တဲ့ကျမ်းမာရေးစောင့်ရှောက်မှုညင်းပယ်ခံထားရတဲ့သူ့ရဲ့မိခင်ရဲ့ကျမ်းမာရေးအတွက်အထူးစိုးရင်ကြောင်းထုတ်ဖော်ပြောကြားထားတယ်လို့တာမတ်ကြီးဦးကျော်မိုးထွန်းကထည့်သွင်းပြောကြားခဲ့ပါတယ်။ဒါပြင်အမျိုးသားညွညွရေးအစိုးရ NUG အနေနဲ့လည်းဒေါန်ဆန်းစုကြည်နဲ့တခြားသောနိုင်ငံရေးအကျဉ်းသားတွေအားလုံးပြန်လည်လွတ်မြောက်ရေးကုလသမဂ္ဂအပါအဝင် ိုင်ငံတကာကထိရောက်တဲ့လုံဆောင်ချက်တွေကိုမြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့အညီချက်ချင်းဆောင်ရွက်ပေးဖို့တောင်းဆိုကြောင်းလည်းဆိုပါတယ်။ဒါကြောင့်မြန်မာနိုင်ငံအခြေအနေကိုအလေးနက်စဉ်းစားပေးဖို့နဲ့နိုင်ငံတွင်းအလွန်အမင်းဖိနှိပ်ခံထားရတဲ့နိုင်ငံရေးအချင်းသားတွေကိုကူညီပေးဖို့အပြည်ပြည်ဆိုင်ရာချက်ချင်းကော်မတီ ICRC ကိုလည်းမြစ်တာရက်ခံခဲ့တယ်လို့သိရပါဗျ။ မြန်မာနိုင်ငံမှာအကြက်အတဲပုံမှုမနှက်နေစေဖို့နဲ့အယက်သားဆုံးရှုံးမှုတွေကိုကြိုတင်တားဆီးနိုင်ဖို့နိုင်ငံတကာတာဝန်ခံမှုနဲ့ကာကွယ်မှုတို့ကိုအရေးပေါ်လိုနေကြောင်းလဲတပ်မတ်ကြီးဦးကျော်မိုးထွန်းကအစည်းအဝေးမှာပြောခဲ့ပါတယ်ခင်ဗျာ။ချောင်းဘက်ကတရင်နဲ့ဆက်ရအောင်ပါ။စကိုင်းတိုင်းချောင်းဦးမြို့နယ်ဘုံတို့ကြီးရွာမှာတရင်ကျွတ်လာပြည်ညာကစစ်ကော်မရှင်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်တေဆုံးသူဟာ28ဦးအထိရှိလာပြီးဒဏ်ရာရသူ90ဝန်းကျင်ရှိကာ သွေးနဲ့ဆေးဝါးတွေအရေးပေါ်လိုအပ်နေတယ်လို့မြေပြင်သတင်းမြစ်တွေစီကတီးရပါတယ်။ချောင်းမြို့နယ်ဘုံလူကြီးွာစာတင်ကျောင်းမှာတပိတ်ကော်မတီတွေနဲ့ဒေသခံတွေပူးပေါင်းပြီးတော်လန်စီမီတပိတ်ကျင်းပနေတဲ့အချိန်အော်တိုဘားလ6ရက်သတင်းကျွလာပြည်ညာကစစ်ကော်မရှင်တပ်ရဲ့ပါရာမော်တာဆက်တက်လေထီးနဲ့ဘုံကျဲတာကြောင့်ကနအူး18ဦးသေဆုံးခဲ့ပြီးတဲ့နောက်တေဆုံးသူတွေထပ်တိုးလာခဲ့တာဖြစ်ပါတယ်။တေဆုံးသူကရေအတွက်အမျိုးမျိုးပြောနေကြပေမဲ့တိထားရတာက29ယောက်ပါ။ ။ဒဏ်ရာရတဲ့သူတွေကလည်းတနေရာထဲမှာကုသနေတာမဟုတ်တော့90ပတ်ချာလဲလောက်ရှိပါလေ။အဓိကလိုအပ်ချက်ကတော့သွေးနဲ့ဆေးပါလို့ဒေသခံမြေပြင်သတင်းမြစ်ကမျက်စိမှောက်ကိုပြောပါလေ။ပထမအကြိမ်ဘုံကျဲပြီးတဲ့နောက်ဒဏ်ရာရသူတွေကိုကယ်ထုတ်ပြီးတေဆုံးသွားသူတွေကိုစာပနာပြုလုပ်နေတဲ့အချိန်စစ်ကော်မရှင်တပ်ကထပ်မံဘုံကျဲခဲ့ပေမဲ့အချိန်မီရှောင်တိန်နိုင်တဲ့အတွက်ထိခိုက်သူမရှိခဲ့ဘူးလို့သိရပါဗျ။ ဘုံဟာလူအုပ်အတွင်းကိုကြောက်ရောက်ပောက်ကွဲခဲ့တာကြောင့်အများစုဟာခန္ဓာကိုယ်အောက်ပိုင်းထိခိုက်သူများပြားတယ်လို့အခင်းဖြစ်ပွားပြီးတဲ့နောက်အလောင်းနဲ့လူနာတွေကိုတည်ယူပေးခဲ့တဲ့ကာကွယ်ရေးဘော်တူကပြောပါတယ်။တရားပြင်းထန်တဲ့လူနာများပြားတာကြောင့်စေဝါကူတာမှုမလုံလောက်ရင်တိတ်ဆုံးသူတိုးလာနိုင်ကြောင်းလည်းအဲ့ဒီကာကွယ်တပ်ဖွဲ့ဝင်ကဆက်ပြောပါတယ်။တိုက်ခိုက်ခံရမှုအတွင်းတေဆုံးခဲ့သူတွေထဲမှာအယတ္တကလေးနဲ့အမျိုးသမီးတွေအပါအဝင်မုံရွာနဲ့ချောင်းဦး မုံရွာအမြင့်လန်းတပိတ်ကော်မတီဝင်တို့လည်းပါဝင်ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုကိုပြည်သူတွေကအကြမ်းဖက်မှုတွေမလိုလားတဲ့အတွက်ကာကွယ်ရေးတပ်ဖွဲ့ PDF အကြမ်းဖက်တွေရှိရာနေရာကိုတိတိကျကျအချိန်နဲ့တပင်းကြီးတရင်ပေးလာတာကြောင့်ထိရောက်စွာချေမှုန်းခဲ့တာဖြစ်တယ်လို့စစ်တပ်ထောက်ခံသူတွေကဝါဒဖြန့်ကြီးရေးသားနေကြပါတယ်ခင်ဗျာ။နောက်ထပ်သတင်းကတော့ဝိုင်းမော်တိုက်ပွဲမှာစစ်ကော်မရှင်ကာကင်းစခန်းတစ်ခုကို KIA ပူးပေါင်းတပ်တင်ပိုက်လိုက်တဲ့အကြောင်းပါ။ ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်လမြန်ကြီးွာအနီးတိုက်ပွဲမှာစစ်ကောင်စီနဲ့ပြည်သူစစ်တွေတက်ဆွဲထားတဲ့ကင်းစခန်းနှစ်ခုကိုကချင်လွတ်လပ်ရေးတပ်မတော် KIA ပူးပေါင်းတပ်ကသိမ်းပိုက်နိုင်ခဲ့တယ်လို့ကချင်စီရေးသတင်းမြစ်တချို့ကပြောပါရယ်။အာနာသိန်းစစ်ကောင်စီတပ်က KIA သိမ်းပိုက်ထားတဲ့နယ်မြေတွေကိုပြန်ရဖို့ဦးတည်ပြီးဝိုင်းမော်မြို့နယ်လမြန်ရွာဘက်ကိုထိုးစစ်ဆင်လာလို့တိုက်ပွဲတွေဖြစ်ပွားနေတာဖြစ်ပြီးအောက်တိုဘာလ10ရက်မနက်မှာတော့တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ဆိုပါရယ်။ ဝိုင်းမော်မျိုးကစစ်ရေးတရင်မြစ်တူကမနက်အစောကြီးတုန်းကတော့တိုက်ပွဲတော်တော်ပြင်းထန်ပါတယ်စစ်တပ်ဖက်ကလက်နက်ကြီးတွေညကလေးကပစ်တာပစ်လိုက်နာလိုက်နဲ့ချနေတာဒီမနက်မှာတော့စစ်တပ်နဲ့မင်းစေတန့်ပြည်သူ့စစ်အဖွဲ့တို့ပေါင်းပြီးထိုင်ထားတဲ့စခန်းတစ်ခုကို KIA ကတင်လိုက်ပါတယ်လို့လူမှုຫນွေဦးသတင်းဌာနကပြောပါတယ်လက်မြရွာဟာ KIA ကထိန်းချုပ်ထားတဲ့နေရာဖြစ်ပါတယ်စစ်ကောင်စီကဩဂတ်စ်လနှောင်းပိုင်းမှာမြစ်ကြီးနားမြို့ကတဆင့်စစ်ကြောင်းတွေဝင်လာပြီးတိုက်ခိုက်ခဲ့တာပါ အဲ့ဒီအချိန်ကလေးကတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစက်တင်ဘာလတည်းကတိုက်ပွဲမှာလည်းစစ်ကောင်စီရဲ့ရှေ့တန်းစခန်းတစ်ခုကို KIA KPDF ပူးပေါင်းတပ်ကသိမ်းယူနိုင်ခဲ့ပါတယ်။လမြန်ဒေတာကစစ်ကောင်စီပူးပေါင်းတပ်တပ်ဆွဲထားရာကင်းစခန်းတစ်ခုကိုသိမ်းနိုင်ခဲ့တာကို KIA သတင်းမြစ်တူကလည်းအတည်ပြုပါတယ်။ KIA သတင်းပြန်ကြားရေးဌာနရဲ့ပြီးခဲ့တဲ့ရက်ပိုင်းသတင်းဖော်ပြချက်မှာလည်းစစ်ကောင်စီဟာ အော်တိုဘားလ3ရက်နေနဲ့4ရက်နေတွေမှာခလာရ58တရင်နဲ့မြောက်ပိုင်းတိုင်းစစ်တနာကျုပ်တပ်တွေကလမြန်ဒေသဘက်ကိုလက်နက်ကြီးနဲ့ရန်တမ်းဖိကတ်တာတွေတောက်လျှောက်လုံဆောင်ခဲ့တယ်လို့အတည်ပြုထားပါတယ်။အခုရက်ပိုင်းတိုက်ပွဲတွေမှာတော့စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုမရှိသေးဘဲမြစ်ကြီးနားမြို့အခြေဆိုင်မြောက်ပိုင်းတိုင်းစစ်တနာကျုပ်တဲကနေလက်နက်ကြီးတွေပစ်နေတယ်လို့သတင်းရရှိပါတယ်။စစ်ကောင်စီနဲ့ KIA KPDF ပူးပေါင်းတပ်တွေဟာလက်ရှိမှာဝိုင်းမော်မြို့နယ်အပြင် ဖားကန်တဲ့ပမော်မြို့တွေမှာလည်းတိုက်ပွဲတွေပြင်းထန်နေပါတယ်။ဒေသခံပြည်သူတွေအနေနဲ့လေချောင်းနဲ့လက်နက်ကြီးအနေရဲ့အထူးဂရုစိုက်ကြဖို့ KIA ပြောရေးဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘူးကသတိပေးထားပါတယ်ခင်ဗျာ။မိုင်းကောမြို့လေချောင်းပုံချဲခံရလို့ဒေသခံတို့ဦးသေးဆုံးတဲ့အကြောင်းကိုဆက်ပြောပြခြင်းပါတယ်။တောင်တက်တရလလေထိန်းချုပ်နေပြီဖြစ်တဲ့ရှမ်းပြည်နယ်မိုင်းကုံမြို့ကိုစစ်ကော်မရှင်တပ်ကလေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့ရမှာ ဒေသခံအမျိုးသားတအူးနဲ့အမျိုးသမီးတအူးစုစုပေါင်း2ဦးသေဆုံးသွားတယ်လို့တောင်းတက်တရက်လက်လေးကသတင်းထုတ်ပြန်ပါတယ်။ဒီကနေ့အော်တိုဘားလ10ရက်နေ့မနက်7:05မိနစ်အချိန်မှာလေကြောင်းကနေပေါင်250ဘုံလုံးရော့ကက်ဘုံ၄လုံးကျဲကျထိုက်ခိုက်သွားတာလို့တရက်လက်လေးကဆိုပါတယ်။စစ်ကောင်ရှင်တက်ဟာမိုင်းငေါမြို့မန်လုံရက်ကွက်ရဲစခန်းရှိကို ပေါင်250ဘုံ၄လုံးဈေးရက်ကွက်မှာရော့ကက်ဘုံ၄လုံးတာလုံရက်ကွက်မှာ ရော့ကတ်ဘုံနှလုံးကျဲချတိုက်ခိုက်သွားတာဖြစ်တယ်လို့တရလလေးရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အဲ့လိုတိုက်ခိုက်မှုကြောင့်နှစ်ဦးဘုံစအထိမှန်တေဆုံးခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ဒေသခံပြည်သူတွေရဲ့နေအိမ်ရှစ်လုံးလည်းထိမှန်ပျက်စီးသွားခဲ့တယ်လို့တရလလေးစီကသိရပါတယ်။မနေ့ကအော်တိုဘားလ9ရက်နေ့လယ်ပိုင်းတုန်းကလည်းစစ်ကော်မရှင်တပ်ဟာမိုင်းလုံမြို့နယ်မန်ဟုံးကျေးရွာမှာလေကြောင်းကနေပေါင်150ဘုံနှလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တဦးအပါအဝင်ဒေသခံ10ဦးသေဆုံးခဲ့ပြီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ပြည်သူတွေအနေနဲ့စစ်ကော်မရှင်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့စစ်ရေးတရီအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရန်ကနေကာဝယ်နိုင်ဖို့လေကြောင်းရန်ကာဝယ်ဆိုင်ရာနီးလန်းတွေလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့တရလလေးကနှိုးဆော်ထားပါတယ်ခင်ဗျာ။ခုဆက်လက်ပြီးဒီကနေ့အောင်ဆုံးရနိုင်ငံတကာသတင်းတွေကိုရှုစားအောင်ဖြစ်ပါတယ်။ ူတင်မွေးနေမှာစိုက်ဘေးရီးယားမှာရှိတဲ့ရုရှားရေနံချက်စက်ရုံကိုယူကရိန်းဒရုန်းတွေတိုက်ခိုက်တဲ့တဲ့တင်ကိုအရင်ဆုံးတင်ဆက်ပေးပါမယ်။ယူကရိန်းဟာစစ်ပွဲစကတည်းကအဝေးဆုံးတိုက်ခိုက်မှုအဖြစ်ရုရှားသမ္မတပူတင်ရဲ့83နှစ်မြောက်မွေးနေ့မှာယူကရိန်းနယ်စပ်ကနေကီလိုမီတာ2000ကျော်ဝေးတဲ့စိုက်ဘေးရီးယားဒေသကျူမန်မြို့မှာရှိတဲ့ရေနံချက်စက်ရုံကိုဒရုန်းတွေနဲ့ညာတွင်ချင်းအကြီးအကျယ်တိုက်ခိုက်ခဲ့ပါတယ်။ ညာတွင်ချင်းဒရုန်း290တိုင်းလာနေည17နာရီကနေအင်္ဂါနေ့မနက်6နာရီအတွင်း184ဇင်းနဲ့နောက်ပိုင်းမှာ25ဇင်းကိုရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်နဲ့ကြားဖြတ်ဖျက်ဆီးခဲ့တယ်လို့ရုရှားကပြောကြားခဲ့ပါတယ်။အများစုဟာကော့ဖ်နဲ့ဘယ်ဂိုရော့နယ်စပ်ဒေသတွေမှာကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ရုရှားကာကွယ်ရေးဝန်ကြီးဌာနကပြောကြားပါတယ်။ တင်းငွေနေကလည်းယူကရိန်းရဲ့အပြင်ထံဆုံးလက်တုပ်ပြန်တိုက်ခိုက်မှုအတွင်းရုရှားကရုံး250တစ်စင်းကိုပစ်ချခဲ့ပြီးလူနိုဦးတေဆုံးခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။အနောက်ဆိုင်ဘေးရီးယားကျူမင်မြို့ဒေသအာနာပိုင်တွေကမြို့ရဲ့အန်တီပီနိုခရိုင်မှာရှိတဲ့စစ်မှုဇုံတစ်ခုမှာရုံး3စင်းကိုဖျက်ဆီးနိုင်ခဲ့တယ်လို့သတင်းထုတ်ပြန်ခဲ့ပါတယ်။ဒါဟာ၃နှစ်ခွဲကြာစစ်ပွဲအတွင်းယူကရိန်းကကျူမင်မြို့ကိုပထမဆုံးအကြိမ်တိုက်ခိုက်တာဖြစ်ပါတယ်။ ရုရှားလူမှုမီဒီယာတွေပေါ်မှာတင်ထားတဲ့ဗီဒီယိုတွေမှာအရေးပေါ်ရင်းနှီးအခင်းဖြစ်ပွားရာကိုအလင်းအမြန်သွားနေတာကိုတွေ့မြင်ခဲ့ရပြီးဒေတာကန် Telegram line တွေကတက်စီဒီဇယ်နဲ့တခြားရေနံထွက်ပစ္စည်းတွေထုတ်လုပ်တဲ့အရေးပါတဲ့ကျူမင်ရေနံချက်ဆက်ယုံအနည်းပေါက်ကွဲတန်တစ်ချက်ကြားခဲ့ရတယ်လို့ဆိုပါတယ်။ဒီဆက်ယုံဟာတနှစ်ကိုရေနံစိမ်းတန်ချိန်ကိုတန်ကန့်ချက်လုပ်ပေးနေတယ်လို့ယူကရိန်းရဲ့သတင်းမှတိုက်ဖြည့်ရေးစင်တာကပြောကြားထားပါတယ်။ ဒါပြင်ယူကရိန်းဒရုန်းတွေဟာရုရှားသိမ်းပိုက်ထားတဲ့ခရိုင်းမီးယားမှာရှိတဲ့ဖီယိုဒိုစီယာရေနံတူလောင်ကန်တွေကိုလည်းညာတွင်ချင်းတိုက်ခိုက်ခဲ့ပါတယ်။ပင်လယ်နဲ့ကျွန်းဆွယ်မှာအကြီးဆုံးရေနံတူလောင်ကန်ဖြစ်တဲ့ဖီယိုဒိုစီယာဟာရုရှားတပ်တွေအုံပြုတဲ့လောင်စာစီတန်ချိန်နှစ်သိန်းခွဲထိတူလောင်ထားနိုင်ပါတယ်။ ရုရှားတပ်သမန်တွေရဲ့တွာလာလှုပ်ရှားမှုတွေကိုကန့်တက်ဖို့ EU စဉ်းစားနေတဲ့တဲ့ရင်ကိုမြစည်းမဝိုင်းတော်သားမောင်ခန့်တွေကဆက်လက်တင်ဆက်ပေးမှာပါ။ဥရောပတမကနိုင်ငံတွေအနှံရုရှားတပ်သမန်တွေရဲ့တွာလာလှုပ်ရှားမှုတွေကိုကန့်တက်မှာဖြစ်ပြီးတော့အဆိုပြုချက်တရက်ကိုဥရောပတမက EU ကစဉ်းစားတုံ့တက်နေတယ်လို့ EU News တရင်ဌာနကိုတွင့်မြင်ရတဲ့ဆက်ဆံရေးအရာသိရပါဗျ။အဲဒီစီစဉ်ဟာရုရှားတန်ယုံတွေမှာစီမံဌာနဝန်ထမ်းတွေ ဒီပညာပိုင်းဝန်ထမ်းတွေအပြင်မိသားစုတွေပါ အပါအဝင်ရုရှားတန်တမန်ရေးနဲ့ကောင်စစ်ဝင်မစ်ရှင်တွေရဲ့ပါဝင်သူတွေအပေါ်တက်ရောက်မှာ ဖြစ်ပါတယ်အစီအစဉ်ကိုအတည်ပြုဖြစ်ပါကရုရှားတန်ယုံဝန်ထမ်းတွေအနေနဲ့သူတို့ရောက်ရာနေရာမှာနိုင်ငံကနေပြီးတော့အခြားသော EU အဖွဲ့ဝင်နိုင်ငံများစီကိုခရီးသွားရောက်တဲ့အခါရည်ရွယ်ချက်နဲ့ခရီးစဉ်အကူအပြောင်းတို့ကိုအတည်ပြုရမှာပါရည်ရွယ်ရနိုင်ငံစီမရောက်ရှိမီ အနည်းဆုံး24နာရီကြိုတင် အကြောင်းကြားရမှာဖြစ်ပြီးတွားရတဲ့အကြောင်းအရင်အဝင်အထွက်နေရက်နဲ့နေရာရွက်ကိုလည်းဖော်ပြရမှာဖြစ်ကြောင်းတွေ့မြင်ခဲ့ရမှတ်တမ်းအရာသိရပါဗျ။ဒီလိုလုံဆောင်တာဟာမှန်ကန်တဲ့လမ်းကြောင်းကို ရှေ့ရှုတာပဲ။တခုခုဖြစ်မှာကိုစောင့်နေတာမျိုးထက်အရေးယူဆောင်ရွက်တာမျိုးကအရေးကြီးတယ်လို့ EU အကြီးအကဲတန်တမန်တအုပ်ကပြောပါတယ်။ ဥရောပအပြင်ဘက်အရေးယူဆောင်ရွက်မှုဌာန EEAS ကယခုအဆိုပြုချက်ကိုလက်ရှိမှာညှိနှိုင်းဆဲဖြစ်ပြီးတော့ရုရှားအပေါ်19ချိန်မြောက်တန်ခတ်ပိတ်ဆို့မှုစရင်နဲ့ထည့်သွင်းထားပါတယ်။ပြီးခဲ့တဲ့လကတန်ခတ်ပိတ်ဆို့မှုစရင်ကိုတင်ပြခဲ့ပေမဲ့လည်းအဲ့ဒါဟာရုရှားတန်တမာနေနဲ့ပတ်သက်ပြီးမပါရှိဘဲနဲ့ရုရှားရဲ့စွမ်းအင်ခန္ဓာကိုယ်တအဓိကပြတ်မှတ်ထားထားပါတယ်ခမညာ။ ခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့စောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်၊ပြင်ပပေါင်စေ4080ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စဉ်1629ဒသမ3ကျပ်ပြင်ပပေါင်စဉ်3154ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စဉ်1464ဒသမ56ကျပ်ပြင်ပပေါင်စဉ်4868ကျပ်ထိုင်းဘတ်တပတ်ကိုစစ်ကောင်စီတတ်မှတ်စဉ်64ဒသမ84ကျပ်ပြင်ပပေါင်စဉ်126ဒသမ24ကျပ် မလေးရှားတပင်ကစ်ကိုစစ်ကောင်စီတတ်မှတ်စေ498တသမ85ချက်ပြင်ပပေါက်စေ982ချက်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရပြည်တွင်းရွှေစင်းနှုန်းတွေကတော့အခောက်ရွှေတစ်ကျပ်သားကို ရွှေကုန်တဲ့အသင်းတတ်မှတ်စေ59သိန်း9000ကျပ်ပြင်ပပေါက်စေ82သိန်းကျပ် 15ဘေးတစ်ချက်သားကိုရွှေကုန်တဲ့အတင်းတက်မှတ်စေ96သိန်း15625ချက်ပြင်ပပေါင်စေ89သိန်း2000ချက်ပေါင်စေရှိပါတယ်ပေါ်ပြပါရွှေစင်းတုံးတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစင်းတုံးတွေကတော့ဒီဇယ်1လီတာကို2545ချက်ပရီမီယံဒီဇယ်1လီတာကို3115ချက်အော်ဒိတ်92လီတာကို 2830ကျပ် outdated 95 liter ကို2895ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါ73ဒီဈေးနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6585ကျပ်ပြင်ပပေါက်ဈေး1000ကျပ်ပေါက်ဈေးရှိပါတယ်ပေါ်ပြပါဈေးနှုန်းတွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ် ။ဒီမျိုးစိမဘရိုင်းတိုင်းမျိုးစိမသတင်းစီစဉ်ကိုတင်ဆက်ပေးကြတာပါ။ကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။